ဒီကဘာချင်းမိတ်ဆွေတို့အခုတခါတော့နော်ကျွန်တော်တင်ပြပေးတာကတော့ထိုင်းပြည်အနိုင်တံပေါ့နော်24လုံးပေါ့နော်အဲ့ဒါကိုကျွန်တော်ပြပေးနေတာဖြစ်ပါတယ်နော်ကျွန်တော်ဆက်ပိုင်းလေးနဲ့ပြပေးနေတာကို live ကြည့်ပြီးတော့တခြားလေးလေးလာကြက်မှတ်ပါနော်ချင်းမိတ်ဆွေတို့ဒါလေးတိတ်ထားတယ်ဆိုရင်နောက်ပိုင်းကြာလို့ရှိရင်ကျွန်တော်ချင်းမိတ်ဆွေတို့အတွက်အကျိုးရှိစေမှာဖြစ်ပါတယ်နော်24လုံးပေါ့နော်ကျွန်တော်ကျွန်တော်တခြားလေးကျွန်တော် CC ရေးရေးပြပေးထားပါတယ်ခင်ဗျာနော် အနိတ္တဘီအခရာ24လုံးမှာဘယ်စလုံးနေပါလဲဆိုတာကိုကျွန်တော်ချင်းမိတ်ဆွေတို့အနေနဲ့လေ့လာနိုင်ဖို့အတွက်ကိုကျွန်တော်တေချာအပြင်ပန်းခံပြီးတော့ဗောနော်စနစ်တကျတေချာလုပ်ပေးထားတာပဲဖြစ်ပါတယ်နော်အဲ့တလုံးချင်းစီကိုတော့ကျွန်တော်ချင်းမိတ်ဆွေတို့ကျွန်တော်ကအစပိုင်းမှာကျွန်တော်ဗီဒီယိုတွေမှာချင်းမိတ်ဆွေတို့တွေ့မှာပဲဖြစ်ပါတယ်เนาะကျွန်တော်ကောကာယာနေပြီးတော့မနော်အဆုံးအထိပေါ့เนาะကျွန်တော် all and ဒီကိုကျွန်တော်ချင်းမိတ်ဆွေတွေကိုကျွန်တော် တရက်ကိုခုနှစ်လုံးရှစ်လုံးနဲ့တင်ပေးထားတာရှိပါတယ်เนาะတကယ်ကိုမတီသေးတဲ့ကျွန်တော်ချင်းမိတ်ဆွေတွေဆိုရင်တော့ဟိုးအောင်ပါဗောနော်ဆွဲပြီးတော့ဝင်ပြီးတော့ကြည်နိုင်ပါတယ်เนาะကျွန်တော်ချင်းမိတ်ဆွေတို့ရေဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ချင်းမိတ်ဆွေတွေကိုနေ့စဉ်ဗောနော်နေ့စဉ်နဲ့အမျှထိုင်းစာထိုင်းစကားအခြေခံအနေပြီးတော့အစဉ်ပြောင်းလို့ကျွန်တော်နေ့စဉ်ဗောနော်ကျွန်တော်ချင်းမိတ်ဆွေတွေအတွက်လေ့ကျင့်ရင်းလေးတွေတင်ပေးနေတာဖြစ်ပါတယ်เนาะ အခုကျွန်တော်တင်ပေးထားတဲ့အနိုင်တန်ပြီး24လေးလုံးကိုတေချာလိုက်လာတတ်မှတ်ကြက်မှတ်ပါနော်အဲ့ဒါတွေကကျွန်တော်ချင်းမိတ်ဆိုတို့အတွက်အရင်အချိုးရှိစီမှာဖြစ်ပါတယ်နော်ကျွန်တော်အရှိမှလည်းကျွန်တော်တင်လာပေးပါပြီနော်အလေတန်၉လုံးထိုင်းပြီးအလေတန်၉လုံးပါနော်အမြင့်တန်၁၇လုံးကိုလည်းကျွန်တော်တင်ပေးထားပြီးဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ yes i see youtube channel လေးကိုပဲကြာရောက်အားပေးကြပါဘူးเนาะ subscribe လေးလုပ်ပေးကြပါဘူးကျွန်တော်ချင်းမိတ်ဆွေပေါင်းလိုရာဆန္ဒများပြေးဝကြပါစေခင်ဗျာနောက်ဗီဒီယိုတစ်ခုမှတွေ့ကြမယ်ခင်ဗျာဘိုင်ပါ